ဲ့လေဒီခဏဆက်မိုက်ပြောရဲရန်ကုန်တက်အစိုးရညာဆုံးတင်လေရဂိုင်းတက်လေပေါ့နော်ဆိုတော့လက်ရှိနေသားမှာစကိုင်းတက်ရဲ့အချိန်ကြီးတွေကတော့ဘယ်လိုမျိုးဖြစ်နေလို့ဆက်မိုက်ကြီးနဲ့တုံးတက်မိပါလဲအဲအခုလောလောဆယ်ကတော့ဒီ2025 essential ရဲ့ match လာတော့ကလှုပ်သွားတယ်မန္တလေးငလေးဆိုတာကတော့အခုလက်တလောလှုပ်သွားတာပေါ့လေသူကလည်းဒီကပအဲစာရင်းဝင်သွားတဲ့ super shia ငလေးလို့ခေါ်တယ် super shia ဆိုတာဒီ shia ဆိုတာကတော့ဒီလို ရွေးတဲ့အရွေးကခြေကိုပဲယူတဲ့အရွေးမျိုးမြန်နေနောက်ပြီးတော့သူက powerful ဖြစ်တယ်ဆိုတော့မြင်တဲ့အတိုင်းပဲပြည့်စည်ပြီးပါပြီများတယ်ပေါ့နော်အဲ့ဒါကတော့2025မှာလုတ်သွားတာအဲ့တော့အရင်ကလည်းသကိုင်းပြည့်ရပါမှာလုတ်ခဲ့တာတွေကအထင်ကရဆိုလို့ရှိရင်1839အာဘာငလင်ဆိုတာရှိတယ်1946တကောင်းငလင်ဆိုတာရှိတယ်1956သကိုင်းငလင်ရှိတယ် ။နောက်ဒီဒီသူအောက်ဘက်ကိုလာမယ်ဆိုလို့ရှိရင်လည်းဒီဒီဟာမှာတောင်ကူတို့ဘက်မှာလည်းရှိတယ်။ဘကိုးဘကိုးငလင်း1930ဘကိုးငလင်းဆိုတာလည်းရှိတယ်။အဲ့တော့ချိန်ကရအဲငလင်းနေဒီစကိုင်းပြရည်မှာရှိတာအောင်စကိုင်းပြရည်ကအဲ active ဖြစ်တယ်။လှုပ်ရှားမှုများတယ်ဆိုတဲ့သဘောပေါ့။ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် Mercury.shopping app Mercury မှာဘာပဲလို့လို့ရနိုင်ပြီနော် ။သိပုံနဲ့အကောင်းဆုံး shopping မှာ Mercury your shopping partner ငလေးနေအများကြီးလုခဲ့ဘူးပဲဆိုတာ record လည်းရှိတယ်။အဲသူ့ရဲ့အရှည်ကအဲကီလိုမီတာ1200ရှိတယ်။ဆိုတော့ဒီဟာကဒီရန်ကုန်ထဲကနေကစွာတည်ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီအက်တစ်ဖြစ်တဲ့သခိုင်းပြားကြီးမှာငလင်းလှုပ်ပြီးဆိုလို့ရှိရင်ရန်ကုန်ကမခံစားရတာဆိုတာရှိတယ်။ဘာလို့လဲဆိုရင်ရန်ကုန်ကအစောကသဘောတရားအဓိကကတော့ဒီပြောချင်တာရန်ကုန်ရှိတည်ရှိနေတဲ့နေရာကအေယာဝတီမြဝကျွန်းပေါ်ထဲမှာဖြစ်တဲ့အတွက်သူတို့ကများသောအားဖြင့်မြေချောင်းတွေကပူကြတဲ့အဲမြေအမျိုးအစားတွေနဲ့ဖုံးအုပ်ထားတာဖြစ်တယ်။ဒါကြောင့်မို့လို့ဒီနေရာကဟိုခံစားလွယ်တယ် ရိုးရိုးဒီရက်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ခန်းစားလေတဲ့လွယ်တဲ့နေရာမှာရှိနေတဲ့အတွက်ရန်ကုန်ကဘယ်နေရာမှာပဲငလေးလို့တော့သူကဒုက္ခမှုကတော့ရှိတာပဲဒါပေမဲ့အန်ရဲ့ရှိလာအောင်တော့မပြင်းဘူးအဲ့ဒီမနေ့ရတဲ့ရန်ကုန်ကပြည်သူတွေအနေနဲ့ရှေ့ကငလင်းကြောင်လည်းပါအောင်နော်တော်လေးဆိုရင်ဈေးထားနေတာမျိုးမြင်ရတယ်တချို့တွေတိုက်အောင်မတနာလို့အချိန်ကုန်လုံးခဲ့ရတယ်ရှိတယ်ဆိုတော့အဲ့အရာကြီးအပေါ်မှာကျွန်မကြီးငလင်းပြည်ညာရှင်ပြောင်းနေတဲ့ ကျွန်မရဲ့အမြင်ပေါ့နော်ကျွန်မရဲ့အမြင်ကိုပြီးရှင်တော့အဲဒါကတော့လူကလူတပါပါကြောက်တတ်တာပဲလေနောက်တစ်ခုကလည်းဒီမန္တလေးငလေးမှာဆိုရှယ်မီဒီယာလေးပြသွားတာတွေလည်းမိတွေ့ကြမြင်ရတယ်ဆိုတော့ဘလောက်ထိဟိုစာဟိုပြင်းပြတယ်လူသိင်ပြောက်များတယ်အပြည့်စည်လည်းအရန်များတယ်နောက်ဒီသူကဒီမန္တလေးငလေးက world record မှာပါဝင်သွားတယ်ဒီစူပါရှီယားငလေးဆိုတာခေါင်းစဉ်နဲ့ နံပါတ်တွေတတ်တဲ့ထဲမှာအခုဆိုရှင်နောက်ဆုံး list ထဲမှာနောက်ဆုံးနေရာမှာဟိုတောင်းဝင်သွားတာက2025မန္တလေးငလေးအဲ့လောက်ထိဝင်သွားလောက်အောင်တာဒီ world record ထဲမှာတောင်းမှာပါသွားလောက်အောင်ပြင်းပြစွာလှုပ်ခဲတဲ့ငရင်းကြီးကြောင့်မို့လို့လည်းလူတွေကဒါတွေကိုမြင်နေကြားနေရတယ်လူတွေရဲ့ခံစားချက်တွေကိုလည်းမြင်နေရတယ်ဆိုတဲ့အခါကျတော့အထူးသဖြင့်တော့အထက်မြင့် အဆောက်အုံတွေမှာနေရတဲ့လူတွေကပို့ပြီးတော့ခံစားချက်ပို့ပြင်တာပေါ့ဒါမှမဟုတ်ပဲဒီသူတို့စီမှာလည်းအထက်နေနေနေလည်းဖြစ်ကြတာပဲလေဆိုတော့ဒီဘယ်လိုနေရာအနေထားမှာပဲဘယ်လိုအိမ်မျိုးပဲဖြစ်ဖြစ်စေဖြစ်စေတိုက်ဆိုလို့ရှိရင်လူတွေကဒီဟာကိုတွားတွားမြင်နေတော့အင်မတန်ကြောက်တယ်ဒီလိုဟာမျိုးသူတို့မခံစားခြင်းမတွေ့မဆုံးခြင်းဘူးပေါ့လေအဲ့တော့သူတို့ကနည်းနည်းလေး ဒီဒီဒီလို့အဲ့လိုလေးဖြစ်လိုက်တယ်ဆိုရင်ပဲတိုက်ပေါ်မှာမနေရတော့ဒါတဘာဝကြပါလေဒါဒူးဆိုရတဲ့ဒီချေလိုလည်းဒီလိုပဲနေမှာပဲလေအဲ့တော့ဒီတို့အချိန်မျိုးမှာဟိုဒီအကြံပေးတာပါဒါကိုလည်းအဲ့လိုအချိန်မျိုးမှာကိုလည်းကြောက်တတ်တာပဲလေကြောက်လို့ဒီလိုစင်းပြေးတယ်ဆိုတာလေဟောဟိုဟာပေါ့ဒါလူတွေရဲ့ခံစားချက်အတိုင်းတုံ့ပြန်တာပဲဟုတ်တယ်မလားဒီလောက်ခါတယ်ဆိုလို့ရှိရင်ပဲအင်္ဂလိပ်ညနောက်ထပ် photoshop after shock တွေနေလာအောင်လား main shock ကလာအောင်ပါလားတော်တော်လေးတဲ့ဟိုစာကြီးငရေပညာလဲနားလည်နေကြပြီလေဟလားပထမအဦးဆုံး first shock လာမယ်နောက် main shock လာမယ်နောက် after shock လာမယ်အဲ့တော့ main shock ကတော့အပြင်းဆုံးပေါ့အကြီးဆုံးပေါ့ဟိုစာနဲ့ပြောရင်ခဏအနေနဲ့ကြည့်ရင် तू ကကြီးရပေါ့ first shock ကတော့တိသားရုံပဲအာဒူတူဒီအလောက်လောက်ပဲရှိ main shock ကြတော့4ကနေစပြီးတော့5 6သွားမယ် after shock ကြတော့ ဟိုဒီ main shop နဲ့ကတ်ပြီးတော့ရှိခဲ့တဲ့သူကလည်းနည်းနည်းတော့ဒီကြီးမယ်ပေါ့ဒီ manager ကနောက်ပြီးတော့မှတပြေးပြေးနည်းနည်းသွားပြီးတော့ပျောက်သွားတာအဲ့လိုရှိတာဆိုတော့ခံစားလိုက်ရတယ်ဆိုရင်ပဲကြောက်တယ်ဆိုတဲ့အခါတော့လူတွေရဲ့တဘာဝလည်းဖြစ်တဲ့အတွက်ဒါကတော့ဘယ်လိုမှဟိုပြောလို့မရဘူးပေါ့ကွာအဲလူဆိုတာတော့ကြောက်တာပဲလေဒီချိန်တို့လည်းဒီလိုပဲဖြစ်မှာပဲအဲဒါပေမဲ့လို့ဒီငတိပညာပိုင်းဆရာတွေမှာကြတော့ တို့ရဖြစ်ခဲ့ဘူးတဲ့ရှေးရှေးကဖြစ်ခဲ့ဘူးတဲ့ဗမာပြည်မှာရောဒီတခြားအတိုင်းပြည်တွေမှာရောအကြီးစားတွေလုပ်ခဲ့ရဲ့ဒါမှဘယ်လိုကာကွယ်ရမလဲဆိုတာဒီကိုတို့သတ်မှတ်တယ်အဲ့ဒါတော့ဗာလဲဆိုလို့ချင်းအဲအဓိကတော့အိမ်တွေဘာတွေစောက်တဲ့နေရာမှာခိုင်ခန့်တဲ့အိမ်စောက်ရမယ်အဲအဲ့လိုဟာမျိုးတွေတော့ရှိတာပေါ့ဒါပေမဲ့တကိုးရေအနေနဲ့ကာကွယ်ရမယ့်ဟာကတော့ဒီဝိကာကင်ဆိုတာရှိတယ်ဒါအကုန်လုံးတစ်ကဘာလုံးမှာ ဒါသူတို့တတ်မှတ်ထားတာအဲ့တော့အင်္ဂလိပ်လိုကတော့ drop cover hole ဒါကြည့်ဘာလဲဆိုလို့ရှိရင်တကူကြီးလူ၁၀ယောက်မှာ၁၀ယောက်စလုံးကဒီဟာလေးကိုလုပ်မယ်ဆိုလို့ရှိရင်အကုန်လုံးအထီးကိုက်တည်ဆုံးမှုမရှိအောင်ကိုကာကွယ်ပေးနိုင်တဲ့အလုပ်ဆောင်ချက်ကလေးတခုပေါ့အဲ့တော့ဘယ်လိုလုပ်ရမှာလဲဆိုလို့ရှိရင်ဟိုဇာတာဒီကျဲလဲတော်တော်များများအဲ video တွေပါတွေတွေရိုက်ပြီးတော့ကိုဒီပညာပေးထားတာတွေလည်းရှိပါတယ်နောက်ဟို BBC ဘာမစ်ကနေလာရိုက်ပြီးတော့လည်း ပညာပေးတဲ့အားတွေရှိတယ်။အဲ့ဒါလေးကတော့ဗာလဲဆိုရှင်ငလင်လှုပ်တယ်လို့ခံစားရတဲ့အတိုင်းထိုင်ချလိုက်။ထိုင်ချလိုက်ပြီးလက်နှစ်ဖက်ကိုရှက်။လက်နှစ်ဖက်ကိုရှက်ပြီးတော့ခေါင်းကိုတင်းခေါင်းကိုငုတ်တာခေါင်းကိုငုတ်ထားပြီးတော့ကိုယ်နဲ့အနီးနားမှာဗာရှိတယ်။သပွဲကရထိုင်ကတဲ့။ကိုယ်ကိုကာကွယ်မဲ့ပစ္စည်းပေါ့။အဲ့ရှိတဲ့နေရာကိုချက်ချင်းပြေးပြီးတော့အဲ့ထဲကိုဝင် ဝင်သွားပြီးလို့ရှိရင်ဒီစပွဲရဲ့ခြေတောက်အဲကတိရဲ့ခြေတောက် ကရထိုင်ရဲ့ခြေထောက်ကိုမြမြဲတိုင်ပြောအဲ့ဒီမှာဝင်နေပါဆိုတော့အဲ့ဒါဘာလို့ဒီလိုပုံစံလုပ်ရလဲဆိုတာကိုတေချာသိအောင်ပြောပြမယ်။ तू ကခေါင်းပထမဦးဆုံးက तू ကလက်ကိုရှင်းပြီးတော့ခေါင်းမော်တင်းနေဆိုတော့ခေါင်းမော်ကိုခေါင်းကအထီးကပဲ။အဲ့ဒါလူတကူဟိုဒီထိခိုက်မှုမရှိအောင်ကခေါင်းကအထီးကပဲ။ခေါင်းကိုကားခိုင်းတယ်။အဲ့တော့ခေါင်းကိုကားပြီးတဲ့ခါကျတော့ तू ကလူကခေါင်းကိုငုံလိုက်ငုံတိုင်းငုံခိုင်းတယ်။ငုံခိုင်းပြီးတော့နည်းနည်းလေးစိုက်ပြီးတော့ဒီ ရှေ့မှာရှိတဲ့နေရာကိုရင်ဘတ်ကို ကာကွယ်ခိုင်းတာဘာလို့လဲဆိုတော့ဒီနေရာမှာဘာတွေရှိတယ်ဆိုရှင်ဒီနှလုံးတို့ဟာလာဒီအစာရင်တို့ဘာတို့ကဒီဒီရှေ့မှာပဲရှိတယ်ဒါကြောင့်မလို့သူကကြောနဲ့ခံလိုက်တာကြောနဲ့ခံလိုက်တော့ပစ္စည်းပြုတ်ကြလို့ရှင်ကြောပေါ်ကိုကြာမယ်ခေါင်းပေါ်မကြတော့ဘူးလက်နဲ့ကားထားတယ်ဟိုဒါတော့ဟိုဘာပစ္စည်းမှမတုံးသေးဘူးလေကိုယ့်ကိုယ်ကိုကာကွယ်တာပြီးတော့မှအစိုးရပြောတယ်လို့ ပွဲကြတဲ့အတိုင်းအာကိုပြေးဝေးရတယ်ဆိုတာဖြစ်တာဆိုတော့အဲ့ဒါလေးက instant တခါတည်းဖြစ်တယ်ဆိုတာနဲ့အဲ့ဒီဟာကိုလုပ်ဖို့အရာအရေးကြီးတယ်ဒါဒီလိုလုပ်လိုက်မှလည်းကိုကိုကိုကာကွယ်ပြီးသားဖြစ်တယ်ကိုကလည်းအဲ့လိုလုပ်လို့ကိုကကာကွယ်ပြီးဆိုရှင်ကိုအင်းကလူသားတွေကလည်းကိုလိုပဲလိုက်လုပ်ကြမယ်ဆိုလို့ချင်း၅ရောက်ရှိရင်၅ဦးအနေနဲ့ခင်းတယ်အဲအဲ့လိုဟာမျိုးဒါကြောင့်မို့လို့ဒါကိုဒီ တခြားတိုင်းပြည်တွေမှာဆိုလို့ရှိရင်တစ်နှစ်ကို တရက်တတ်မှတ်တယ်။အဲ့တရက်မှာယုံကြောင်းဘယ်လိုလူတွေပဲဖြစ်ဖြစ်ဒီပုံစံကိုတို့ဒီဆိုင်ရာအချက်ပေးတဲ့လူတွေကအချက်ပေးလိုက်တယ်ဆိုရှင်ဒီပုံစံကိုလုပ်ရတယ်။အကြောင်းမှာဆိုလေအကြောင်းသူအကြောင်းသားတွေအားလွေကခေါင်းပေါ်တင်ပြီးတော့ဒီနေရာမှာတွားပြီးတော့ဝေးရတာပေါ့နော်။အကြောင်းကတော့လူများတာပေါ့။ဒါပေမဲ့ကိုကိုကရထိုင်ကိုစပွဲရှိမှာ ဝင်နေတယ်ရတယ်အဲပြီးတော့မှငလေလောက်တာရက်သွားပြီဆိုတော့မှဒီကြောင်ကစားခွင့်ရှိမယ်နောက်ဒီတစ်ပင်နေတတ်တိုင်းနေလုကင်းတဲ့နေရာကိုသွားပြီးတော့စူးစူးရအနေနဲ့နေပြီးတော့ဒီတက်ဆိုင်ရာတာဝန်ရှိသူတွေကနေပြီးတော့အကြောင်းဆိုတဲ့အကြောင်းကဆရာဆရာမပေါ့ယုံဆိုတဲ့ယုံကအကြီးကဲပေါ့အဲရက်သွားပြီးဒီကိုနေရာကိုပြန်လာလို့ရပြီဆိုတော့ဟိုကတော့ message ကိုပို့ပေးမယ်ပေါ့အဲ့ဒီ exercise ဟာအင်မတန်ကောင်းတဲ့ exercise ဖြစ်တယ်။အစိုးရပြောခဲ့သလိုတစ်နှစ်မှာတရက်ကိုတတ်မှတ်ပြီးတော့အားလုံးလေ့ကျင့်ကြတယ်။ဂျပန်တို့ဘာလို့ဆိုပို့ဆိုတာပေါ့ဂျပန်ငလေးအရန်ထုတ်တဲ့နေရာလေးအဲအဲ့ဒါဆိုတော့ဒါလေးကိုကောင်းတဲ့မှာလူတိုင်းလူတိုင်းဟာဆွဲဆွဲမြဲမြဲမှတ်ထားဖို့တော့လိုတယ်ပေါ့နော်။အတိအိုက်ချိန်မှာရှိဖို့တော့လိုတယ်ပေါ့။ကြောက်တယ်ဆိုတာတော့လူတိုင်းကြောက်တော့ဟိုပြေးဒီပြေးနဲ့ပြေးတတ်တဲ့ချိန်မှာတခုခုပြုတ်ကြလို့လဲကြလို့ နော်ဒီဓာတ်တိုင်တဲ့ဘာတွေလဲသွားလို့ဓမ္မမဟုတ်လို့ရှိရင်မျက်နှာချက်တွေဘာတွေပြုတ်ကြလို့ကုပေါ်ကြလို့ရှိရင်ကုခေါင်းကထိခိုက်ဖို့လွယ်သွားတယ်ဒီဒီလိုသဘောမျိုးဟုတ်ပြီနော်အဲ့တော့အဲ့ဒါကတော့ဘာလဲဆိုတော့ကိုကဘဟုတုတရှိအောင်အာအဓိကပြောချင်တာကတော့ဒီချယ်ရိုးဆိုလို့ရှိရင်ငလင်ကော်မတီကဟာပေါ့ဟိုထဲမှာငလင်ကော်မတီမှာရှိနေတယ်ပေါ့အဲ့တော့ငလင်ကော်မတီကဒီဒဇတ်စာနဲ့ပတ်သက်လို့တဘာဝဘေးနဲ့ပတ်သက်လို့ ရှင်တွဲပြီးလုပ်တာကတော့ဒီလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရချထားရေးဆိုတဲ့ဟာရှိတယ် social welfare ဆိုတဲ့ဟာအဲ့ဒီမှာ department of disaster management ဆိုတဲ့ဒီတဘာဝဘေးကိုဟိုကာကွယ်တဲ့နေရာမှာအဓိကအလုပ်လုပ်တဲ့ department ဟိုဟာက ministry ကအစိုးရပြောတယ်ဒီဟာပေါ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရချထားရေးက ဝန်ကြီးဌာနအဲ့အောက်မှာရှိတဲ့ဒီ disaster management ကသူတို့ကဓာတ်တွေကိုအကုန်လုံးကိုပေါက်ဒီကျောင်းနေယုံနေမှာတွားပြီးတော့ဟောပြောတာတွေဘာတွေလုပ်တယ်အဲအဲ့ဒါတွေရှိတယ်ပြီးတော့ဟောပြောပွဲဆိုတော့လုပ်တော့ဒီချေတို့လည်းကိုယ်တိုင်ဟောပြောလာခဲ့တာပဲဘာတွေဘယ်လိုရှိတယ်ငွေကဘယ်လိုလုပ်လို့ရှိရင်ဘယ်လိုလုပ်တာဘာကြောင့်လုပ်တာလဲမိအောက်ကနေလုပ်တာဒီတခြားဒီမိုးကြည့်မယ်လို့မုန်တိုင်းတိုက်တော့မယ်ဆိုတာကကောင်းကင်ကိုကြည့်ပြီး ထမလို့ရတယ်ဒီမီအောက်ကီလိုမီတာ10ကီလိုမီတာတချို့နေရာတွေဆိုရှင်ဒီနဲ့နဲ့တဲ့အနေအားနေတုတ်တဲ့တဘာဝပေးတာခမလို့မလွယ်ဘူးတို့ကရုပ်တရက်ဖြစ်တဲ့အဲတဘာဝပေးတစ်ခုဖြစ်တယ်မခံမနိုင်ဘူးတော့တရားဆိုအဲ့တော့မခံမနိုင်တော့ဟေးဒီနေ့တော့ငရေလုံးဝလို့ပြောလို့မရဘူးလုံးချင်တဲ့အချိန်မှာသူထုတ်ထထုတ်သွားတာဟုတ်တယ်နော်ဆိုတော့အဲ့ဒီဟာမျိုးတွေရှိတယ်ဆိုတော့ကိုကဘာလုပ်ရမလဲဆိုလို့ရှိရင် ဒီအစိုးရပြောတယ်လူမှုဝန်ထမ်းအာနဲ့ကယ်ဆယ်ရေးဒီမင်းနစီအောက်မှာရှိတယ်ဒီတဘာဝဘေးကိုနည်းတယ်နည်းနိုင်တယ်များနည်းအောင်ရက်ွက်တွေရောအချောင်းတွေရောဒီဆိုင်ရာအစိုးရဌာနတွေမှာရောတွားပြီးရောဟောပြောဝဲတွေလုပ်တဲ့အခါမှာဝေရောက်ပြီးရောနားထောင်ပါသူတို့ဘာပြောလဲဒါလေးတွေကိုမှတ်ထားနောက်တစ်ခုကဒီအိမ်မှာဆိုလို့ရှိရင် ညီဟာလေးကိုကိုမိသားစုအတွင်းချင်းမှာပဲအတွင်းမှာပဲလေ့ကျင့်တာမျိုးလေးတွေလုပ်ထားမယ်ဆိုလို့ရှိရင်တော့ဒီတဘာဝပေးငယ်လေးကိုကာကွယ်နိုင်မယ်လို့ယုံကြည်ပါတယ်။အဲပြောပြနေတာကတော့ဒီချေရိုးကတော့ဒီဟာနဲ့ငလင်းနဲ့ပတ်သက်ပြီးတော့အကျွမ်းတွေဟိုကပေါ့ကိုကိုတိုင်းလဲစာအုပ်တွေပါတွေရေးတယ်။အဲဟောပြောဝဲတွေလည်းလုပ်တယ်။အဲဆိုတဲ့နေရာမှာ တုံတုံတွေ့ရတာပါလဲဆိုလို့ရှိရင် ဒီဟောပြောလေးလုတဲ့အခါဆိုလို့ရှိရင်ဒီကျေတော့ကိုယ်တိုင်ရှိရနေအခုပြောတဲ့ drop cover ဟိုးတော့ဒါမှမဟုတ်ဝိကာကိုင်းဝေးရမယ်အလားကိုကိုကိုကာခွေရမယ်နောက်တစ်ခုကခိုင်ခိုင်မဲတဲ့နေရာမှာကင်ထားပြီးတော့စောင့်နေရမယ်ဆိုတဲ့ဟာတွေကအမြဲတစီဟွာလုံနေရတယ်ဗါလေပညာပေးနေရတယ်ဟောနေရတယ်ဆိုတော့အဲ့လိုအခါတွေမှာအခုနောက်ပိုင်းတော့တိတ်ပြီးတော့မရှိတော့မရှိတော့ဆိုတာကဒီ နောက်ပိုင်းနေမှာလည်းငလေတုတ်တာတွေပါတွေကလည်းတိတ်ပြီးတော့မန္တလေးငလေမလုတ်ခင်တည်းကတိတ်ပြီးတော့မျက်မျက်ဆက်ဆက်မရှိဘူးလေအခုနောက်ပိုင်းကျမှသာဒီရန်ကုန်အခုလုတ်သွားတယ်ဆိုတာလေဒီရေတင်နေရှေ့ကလုတ်ခဲ့တဲ့ငလေကြီးရဲ့ effect ပဲဖြစ်နေမယ်ဒါအရန်ကိုပြင်းတယ်ဒီဒီကဘာဒီစီးရင်ထဲမှာတောင်ဝင်သွားအောင်ဖြစ်တယ်အပြည့်စည်းရလဲတခါတယ်ကျေကြီးနော်မန္တလေးစကား အဲ့တပဝင်းကြီးတွေဟောနေနေပြီးတော့ထိရောက်တယ်ဘနောက်ရောက်တာဟောဘကု sorry ထိုင်းဟိုတောင်မှရောက်သွားတယ်ဆိုတော့ဒီလောက်တည်းအောင်ကြေကြေပြတ်ပြတ်ထုတ်တဲ့ငတဲ့မျိုးဟိုဒီလိုတခါပဲလှုပ်ပြီးတော့နောက်ဘယ်တော့မှမလှုပ်ပါစေနဲ့နေနေနေဒီကျေတော့ကတော့ဟိုဟာဖြစ်တယ်အဆန္ဒပြူတယ်ပေါ့နော်အဲ့ဒါအဲ့တော့ကိုကအဲ့ဒီခါလေးကိုငလင်နဲ့ပတ်သက်လာခဲ့လို့ရှိရင်နားဆွင့်ထားပြီးတော့ဥမှုတင်တဲ့ဟာတွေကိုကိုရဲဒီလူသားတယောက်နေနဲ့ အော်လိုက်လာပြီးရောကျင့်သုံးဖို့တော့လိုအပ်တယ်ပေါ့နော်ဟုတ်ပါပါဆရာကျင့်ပြီးကြတာလို့ကျင့်နေရတယ်